ားလုံးမမင်္ဂလာပါဗျာကျွန်တော်ဒီဗီဒီယိုမှာတော့ Real Madrid နဲ့ Chelsea ရဲ့ဂန်ဝင်ကစားသမားကြီး Claudio Baglietti ရဲ့အကြောင်းကိုပြောမှာဖြစ်ပါတယ်အသက်အရွယ်တစ်ခုရလာတဲ့အခါကိုကြည့်ခဲ့မှုတဲ့ကစားသမားအဟောင်းကြီးတွေကိုပြန်လွမ်းဆွတ်နေတာကြောင့်လည်းပါတယ်လို့ဟိုဒီနေ့ခေတ်မှာဗျာထိလိုက်တာနဲ့အတင်းကြီးဟန်ဆောင်လူလှိမ့်လှဲချနေတဲ့မြက်ခင်းစိမ့်တွေကိုစိတ်ပြက်လာတာကြောင့်လည်းပါတယ်ဆိုတော့ဒီနေ့ဒီ Claudio Baglietti ရဲ့အလှည့်ပေါ့ဗျာခန်းစစ်ကစားသမား၄ယောက်ရဲ့၊ကွင်းလှည့်ကစားသမား၂ယောက်ရဲ့၊တောင်ပန်တိုက်စစ်သမား၂ယောက်ရဲ့ပြီးတော့တိုက်စစ်မိုး၂ယောက်ရဲ့ အဲ့ဒီ442ဆိုတဲ့ကစားကွက်နဲ့ပဲယဉ်တိခဲ့တဲ့2000ခုနှစ်ကာလမှာမက်ကလေးလေးဆိုတဲ့ကစားသမားတယောက်ပေါ်လာပြီးတော့ဘောလုံးလောကကိုလုံးဝပုံစံပြောင်းပြစ်လိုက်တယ်။ဒီခန်းစစ်ကစားသမား၄ယောက်ရဲ့ရှေ့မှာမက်ကလေးလေးကိုနေရာပေးနိုင်ဖို့အတွက်ကိုတိုက်စစ်ကစားသမားတဦးကိုချန်ပီးပွဲထုတ်ရတဲ့အထိဘောလုံးကစားကွက်တစ်ခုလုံးကိုပြောင်းလဲစေခဲ့တဲ့ကစားသမားပဲ။ဒီနှစ်ခေတ်မှာကျွန်တော်တို့ DMF သမားလို့ဆိုလိုက်တာနဲ့လူကောင်ကြည့်ရမယ်ရက်ရှည်ရမယ်တကယ်ကို fighter ရုပ်ပေါက်ရမယ်ဗျာ။ဒါမှအဲ့ဒီနေရာနဲ့ခန့်ခန့်ထည့်ထည့်ရှိမှာ ဒါပေမဲ့ဒီမက်ကလေးလေးကအဲ့ဒီစံနှုန်းတွေနဲ့တခုမှမကိုက်ကြဘူး။သူ့ရဲ့ရက်ဒီငါးပေကိုလက်မရှိတဲ့အရန်ကြီးပုတဲ့အထက်မှာမပါပေမဲ့သူ့ရဲ့ခနာကိုတိဆောက်ပုံကတာမန်ပဲဗျ။ဒါပေမဲ့သွားတော့မရှုပ်နဲ့သူ့နေရာမှာမက်ကလေးလေးဒီကွင်းလေဘိုးချုပ်တယောက်ပဲ။အခုမှတော့ကျွန်တော်တို့ကဒီ defensive midfield နေရာလို့အလွယ်ခေါ်နေကြပြီမဲ့ DMF လို့ခေါ်နေကြပြီမဲ့သူခေသူ့အခါမှာအဲ့ဒီနေရာကိုမက်ကလေးလေးရိုးဆိုပြီးတော့ခေါ်ရတဲ့အထိကိုတမိုင်းတစ်ခုတိဆောက်ခဲ့တာ။ဘောလုံးလောကမှာပီလီပေါ်ခဲ့တယ်ဗျာ။ပီလီကစ်ဆိုပြီးတော့သူ့တမိုင်းသူရေးခဲ့တယ်။ မာရာဒိုနာပေါ်ခဲ့တယ်ဒါပေမဲ့မာရာဒိုနာကက်တိုမာရာဒိုနာရိုးတို့ဘယ်သူမှမခေါ်ခရစ္စတီယိုရော်နယ်ဒိုပေါ်လာတယ်ရော်နယ်ဒိုရိုးဆိုတာကျွန်တော်တို့သုံးနှုန်းလေးမရှိဘူးလီယိုနယ်မက်ဆီလည်းထိုနီးလည်းကောင်းမယ်ဒါပေမဲ့မက်ကလေးလေးကပီလီလိုပဲသူ့နေရာမှာတမိုင်းတစ်ခုရောက်အောင်ဒီဆောက်ခဲ့တဲ့ကစားသမားသူကစားနေတဲ့အချိန်မှာဂျန်နဲ့အသင်းတွေကဒီ defensive midfield သမားသူတို့အသင်းမှာလိုအပ်တယ်ဆိုရင်အသင်းရဲ့နေစနစ်ဒါရိုက်တာတွေအသင်းပိုင်ရှင်တွေကို DMF သမားတယောက်ဝယ်ပေးပါဆိုပြီးတော့မပြောဘူး မတော်အသင်းအတွက်မက်ကလေးလေးရိုးနေရာမှာလူလိုတယ်လူတယောက်ဝယ်ပေးပါဆိုပြီးပြောရတဲ့အထီးကိုမက်ကလေးလေးဒီ DMF တမိုင်းကိုတိဆောက်ခဲ့တာဒီနေ့ချက်စီပရိသတ်တွေဒီအန်ဇိုဖာနန်ဒက်ကိုဖိုက်တာတယောက်လိုမြင်နေဆိုရင်တေးကြတဲ့သူတို့တွေဒီမက်ကယ်အစီယန်ကိုသူတို့မမိခဲ့ဘူးအဲ့လိုပဲအန်ဂိုလိုကန်တီတို့အခုကစားနေတဲ့မွိုက်ဆက်ကိုင်စီတို့တို့ကိုအသင်းတမိုင်းတစ်ချောက်မှာအကောင်းဆုံး DMF တမားတွေလို့သူတို့ပြောနေတယ်ဆိုရင်အဲ့ဒီပရိသတ်တွေဒီမက်ကလေးလေးကိုသူတို့မမိခဲ့လို့ပဲဗျာ သူဘယ်လိုကစားသမားမျိုးလဲဆိုတာ2000ခုနှစ် Real Madrid ပြည်သက်တွေတည်မယ်ပြီးတော့2003ခုနှစ်အစောပိုင်းကစပြီးတော့ Chelsea ကိုအားပေးခဲ့တဲ့သူတွေတည်တယ်ဗျာ Real Madrid ရဲ့တက်တော်ရှင်ပြည်သက်တွေကိုမေးကြည့်ဗျာ2000ခုနှစ်မှာ Claudio Macalele အသင်းကထွက်ခွာသွားတော့ Real Madrid ဒီ Europa ဘောလုံးဇက်ကွန်ကိုပြန်ဆိုးမှုဖို့အတွက်အချိန်ဘလောက်ကြာအောင်ယူခဲ့ရလဲလို့မေးကြည့်အဲ့လိုပဲ2004 2005 2005 2006ဘောလုံးရာသီမှာ Chelsea Premier League ဖလောက်ကိုပိုဆွဲတော့အသင်းရဲ့အဓိကကစားသမားဘယ်သူလဲဆိုတာမေးကြည့် အဲ့ဒီအဖြေကိုမက်ဒရစ်ပရိသတ်တွေကဟိုမက်ကလေးလေးအကြောင်းကိုတသသနဲ့သူတို့ပြောလိမ့်မယ်ဒါပေမဲ့ချက်စီပရိသတ်တွေကတော့ဂုံယူဝင်းကြွားစာနဲ့ပဲသူ့အကြောင်းကိုပြောလိမ့်မယ်ဒီကစားသမားကအဲ့လိုကစားသမားမျိုးသူ့ရဲ့ကစားသမားဘဝကိုပြည်တက်ကလပ် Nons အသင်းမှာသူစတာ1991ကနေ1999အထိကို Nons အသင်းမှာသူကစားတယ်စွပွန်169ပဲကစားပြီးတော့99သူသွင်းပေးခဲ့တယ်အဲ့ဒီအသင်းမှာကစားတော့သူ့ကို Attacking Midfield မှာထားပြီးကစားတယ်ဒါပေမဲ့သူတကယ်ကစားချင်တဲ့နေရာကအဲ့ဒီအချိန်တည်းကဒီကွင်းနဲ့ခံစစ်နေရာပဲ ဒီကြောင်းကိုလည်း interview တိုင်းမှာသူအကြိမ်ကြိမ်ပြောခဲ့တယ်။သူဘာပြောခဲ့လဲဆိုတော့ notes မှာကစားတော့ကကျွန်တော်ကဒီကွင်းလက်တိုက်စစ်မှာကစားရတယ်ပေါ့။တခါတိမ်မခန့်စစ်မှာကစားရတယ်။ဒါပေမဲ့ကွင်းလက်ခန့်စစ်ကိုပို့ပြီးတော့ကျွန်တော်သဘောကျတယ်။အဲ့ဒီ room မှာကစားရတာကသူ့အတွက်ပို့ပြီးတော့အားရတယ်။အဲ့ဒီနေရာမှာသူနဲ့ပို့ပြီးကြိုက်ညီပြီးတော့သူ့အတွက်ပို့ပြီးအသုံးဝင်တယ်လို့သူခံစားရတယ်။ပြန်မဲ့တဲ့ရက်ဒီတိုက်စစ်တွေကိုရှင်းပြရှင်းနဲ့စိတ်ကြောက်မယ်။အဲ့ဒီနေရာမှာကစားကျင်ခဲ့တာဆိုပြီးတော့သူကိုယ်တိုင်ဝန်ခံခဲ့တယ် ဒါပေမဲ့ပြင်သစ်မှာသူကစားခဲ့တဲ့အချိန်တည်းမှာသူ့ရဲ့အဲ့ဒီဆန္ဒတွေမပြည့်ဝခဲ့ဘူး။တကယ်တော့ဗျာဒီကွင်းလက်ခံဆက်ဆိုတဲ့နေရာကြီးကအတင်းတဲမှာအနေကတ်တွေဝါကတ်တွေနဲ့တရင်တက်နှီးနေရတဲ့နေရာကြီးကိုခံဆက်မှုတွေတဲ့အလုတ်ချုပ်တတ်တာ။တခါတိုက်စစ်နဲ့တောင်ပံကစားသမားတွေအခွင့်အရေးပို့ရအောင်အဲ့ဒီတောင်ဝန်နှစ်ခုလုံးကိုတပြိုင်တည်းလုပ်ရတဲ့နေရာကအဲ့ဒီ DMF ပဲ။တောင်ဝန်69ရောက်တော့သူမဆေးကိုပြောင်းနေဗျာ။မဆေးမှာတောင်ဝန်69 98တရာဒီကစားတယ်။အဲ့ဒီနောက်မှာတောင်ဝန်68ရာဒီကုံတော့စတာဗီကိုအသင်းကိုသူပြောင်းသွားတယ်။ ဒီလိုနဲ့ဒီဆယ်တာဗီကိုအသင်းမှာကစားနေရင်လည်း2000ပြည့်နှစ်ရောက်မှာသူ့ရဲ့ကစားသမားဘဝအလှည့်အပြောင်းဆက်ဖြစ်တယ်။အဲ့ဒီ2000ခုနှစ်မှာရီယယ်မက်ဒရစ်ကသူ့ရဲ့အဓိကကွင်းနဲ့ကန်စစ်ကစားသမားကာရမ်ဘူးမက်ဒဘရော့ကိုထွက်သွားတဲ့အချိန်မှာအစားထုတ်ဖို့ဆိုပြီးတော့ကလော်ဒီယိုမက်ကလေးလေးကိုသူတို့လိုချင်ခဲ့တာ။ဒါပေမဲ့ဆယ်တာဗီကိုကလည်းရောင်းဖို့ဆန္ဒမရှိဘူး။နောက်ဆုံးကျတော့ဒီမက်ဒရစ်နဲ့ဆယ်တာဗီကိုကြားမှာဒီကစားသမားအပြောင်းချွေခါရက်မှုရဲခဲနေပါတယ်ဖြစ်ပြီးတော့နောက်ဆုံးမှာယူရို၁၄သန်းနဲ့မက်ဒရစ်အသင်းကိုသူပြောင်းသွားတာ။ ဲ့ဒီချိန်မှာ Real Madrid ကွဲလည်ကဒီ map number တို့ Guti တို့ Solari တို့ Figo အဲ့ဒီဆရာကြီးတွေစုနေပြီးတော့ Zidane တော့မရောက်သေးဘူးဗျ Zidane တွေ2000ခုနှစ်မှာရောက်တာဆိုတော့ဒီ Mbappe လုံးလုံးတက်တော်လေးကိုဘယ်နေရာမှာထားပြီးသုံးပါလဲဆိုပြီးတော့ဟိုအကုန်လုံးကမေးခွန်းတွေထုတ်ကြတယ်အဲ့ဒီ2000ခုနှစ်ကာလဆိုတာကဒီ Real Madrid ဒီစီမံကိန်းတစ်ခုချပြီးတော့ကမ္ဘာအကောင်ဆုံးကစားသမားတွေကိုဇီတီပေးပြီးဝယ်နေတဲ့အချိန်ပြ။အဲ့ဒီအချိန်မှာ Claudio Baclet ကိုဝယ်လိုက်တာဆိုတော့သူ့ရဲ့ style ကလည်း low profile ၊သူလာတဲ့အသင်းကလည်းအလယ်လက်အသင်းပြ ီးတော့သူ့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံကလည်းဟိုလူထင်ကြီးစရာမရှိတဲ့အချိန်တွေတခုမှာဘယ်နေရာမှာထားသုံးမှလဲဆိုပြီးတော့အများကြီးမေးခွန်းတွေမေးခဲ့ပေမဲ့အဲ့ဒီအချိန်ကမက်ထရစ်ရဲ့ဂူရူကြီးဒေဗော့စကေးကသူ့ကို DMF မှာတန်းပြီးတော့ကစားခိုင်းခဲ့တာသူအဲ့ဒီနေရာမှာစပြီးကစားပြီဆိုတော့မှဒီကမ္ဘာပေါ်လုံးဇက်ခုံတစ်ခုလုံးတည်အော် DMF တမားဆိုတာဒီလိုပါလားဆိုတာကိုသိတဲ့အထီကိုသူတောက်ပခဲ့တာဗျာသူအတွက်ပေးရတဲ့တန်ကြီးတည်ယူရို၁၄သန်းပဲရှိတယ်ဆိုပေမဲ့ဇီဒန်တို့ဖီဂိုတို့ဒေးဗစ်ဘက်ခမ်းတို့ အဲ့ဒီကစားသမားတွေအတွက်သုံးခဲ့ရတဲ့တန်ဖိုးနဲ့ညီမျှတဲ့လောအားနှုံးတွေအောင်မြင်မှုတွေကို Real Madrid နဲ့ McLeay လေးကပေးခဲ့တယ်။ဒါပေမဲ့ဒီကစားသမားကဒီဘောလုံးကန်နေရရင်ပြီးရောဆိုတဲ့ကစားသမားများဆိုတော့ကလပ်အသင်းကသူ့ကိုတန်ဖိုးမထားခဲ့ဘူး။2003ခုနှစ်မှာ David Beckham ကိုဝယ်နိုင်ဖို့အတွက် McLeay လေးကိုသူတို့ရောင်းထုတ်ပစ်တယ်။ McLeay လေးတက်ခွာသွားပြီးတဲ့အချိန်မှာ Real Madrid တွေ Zidane တို့ Figo တို့ Ronaldo ကြီးဟို Raul Gonzalez တကယ့်ကိုကဘာကျော်ကစားသမားတွေကြီးပဲကြံခဲ့တာ။အဲ့ဒီအသင်းဒီအဲ့ဒီကျယ်စင်စုကြီးတွေ Champions League Flag ကိုမရခဲ့ဘူး။ အင်တာဗျူးတစ်ခုမှာသတင်းသမားတစ်ယောက်ကအဲ့ဒီအကြောင်းဇီဒန်ကိုမေးတယ်။ဘာကြောင့်ဒီကျေဆန်စုကစားသမားတွေဒီချန်ပီယံလိဖလားမရခဲ့တာလဲဆိုပြီးတော့မေးတော့ဇီဒန်ကအဲ့ဒီချိန်တုန်းကမက်ဒရစ်အသင်းကိုဘန်လေကားတစ်စီးနဲ့ခိုင်းနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီကားရဲ့အင်ဂျင်ကကလော်ဒီယိုမက်ကလီလေးပဲ။ဒီကားဒီအင်ဂျင်မရှိဘဲနဲ့ဘလို့မှခီးဆက်လို့မရဘူးဆိုတဲ့ပုံစံနဲ့ဇီဒန်ကအင်တာဗျူးမှာပြန်ပြေခဲ့တယ်။ဒီကစားသမားထွက်ခွာသွားပြီးတဲ့နောက်ပိုင်းမှာမက်ဒရစ်တီသူ့နေရာမှာဒီဂရာဗီဆင်တို့လိုကစားသမားတွေတခြား DMF ကစားသမားတွေအများကြီးခေါ်ပြီးတော့ ရီယယ်မက်ဒရစ်ရဲ့ကွဲလှယ်ကိုပြန်တိဆောက်ခဲ့ရတာ7နှစ်လောက်အထိကြာတယ်7နှစ်အထိကြာကြာတယ်လို့ပြောရင်ဟိုကိုယ့်လူတွေယုံမှာတော့မဟုတ်ဘူးတကယ်ကြီးကို7နှစ်လောက်အထိမက်ဒရစ်ကွဲလှယ်ကရုန်းကန်ခဲ့ရပြီးတော့အဲ့ဒီအချိန်တုန်းကဒီသတင်းသမားတွေကဂျာနယ်လောကကလူတွေရောဒီကွက်လက်ဒီကလိုဒီယိုမက်ကလေးလေးကြောင့်ဆိုတော့အားလုံးကထောက်ပြခဲ့ကြတယ်အဲ့ဒီ2003ခုနှစ်မှာမက်ဒရစ်ကနေသူထွက်ဖို့လုပ်နေတဲ့အချိန်မှာချယ်ဆီကလည်းပရီးမီးယားလိမှာပိုင်ရှင်တက်တဲ့ပွဲချမ်းဖို့တာဆုံနေတဲ့အချိန်ပြအဲ့တုန်းကချယ်ဆီနီးပြားက လက်စတာတင်းကိုပရီးမီယာလိရှင်ပြန်ဆုယူပေးခဲ့တဲ့ဂလော်ဒီယိုရာနီအဲ့မှာမိုဗစ်ကသူ့ကိုမေးတယ်ငါတို့အသင်းဒီချယ်ဆီအသင်းပရီးမီယာလိမှာဘိုးဆွဲဖို့အတွက်ဘသူ့ကိုထပ်ခေါ်ပေးရမလဲဆိုပြီးတော့ပေးတော့ဒီနိဗျကဘာပြောလဲဆိုတော့ချယ်ဆီပရီးမီယာလိမှာဘိုးဆွဲခြင်းရဲ့သူ့ကိုဘက်ထရီတလုံးဝယ်ပေးရမယ်ဆိုပြီးပြောတယ်မိုဗစ်ကလည်းအဲ့ဒီအချိန်မှာလုံတိုင်းဖြစ်နေတဲ့အချိန်ဆိုတော့သူကလည်းရှင်းတယ်ဘက်ထရီမကလို့ဟိုအင်ဂျင်ပဲဖြစ်ဖြစ်ကြိုက်တာကလက်ညှိုးထိုးသူဝယ်ပေးမယ်လို့ပြောတော့ဒီနိဗျကကလော်ဒီယိုမက်ကလေးလေးကိုလက်ညှိုးနဲ့ထောက်ပြပေးတော့ he would be the battery of the team ဆိုပြီးတော့သူဖြေခဲ့တယ်။အဲ့ဒီမှာ16တက်သမား7တန်းနဲ့ရအောင်ခေါ်ခဲ့ပြီးတော့တဆင့်မြင့်တဲ့ချက်စီကိုသူတို့ပုံဖော်ခဲ့တယ်။ချက်စီမှာသူကဒီ DMF သမားတယောက်ထက်တော့ပိုခဲ့ပြီးတော့ဗျာ deep lying play back က position နဲ့ချက်စီရောဟိုသူ့ကိုရော Premier League တစ်ခုလုံးကိုရောသူ promote လုပ်ပစ်တာ။အဲ့ဒီ position နဲ့ပဲသူကဘာကြော်ခဲ့တာ။အဲ့ဒီကတဲ့င်းစာတွေကမကလေးလေးကိုဗာပြောခဲ့လေဆိုတော့အင်္ဂလိပ်ဘောလုံးလောကတစ်ခုလုံးကိုစတင်ပြောင်းလဲစေခဲ့တဲ့သူလို့တော့ဆိုခဲ့ကြတယ် သူနဲ့ပတ်သက်ပြီးတော့မမရရရှိတာကအဲတုန်းကဖူဟန်သင်းကိုနီးပြနေတဲ့လူကဟိုခရစ်ကိုမန်ပြခရစ်ကိုမန်ဆိုရင်ဒီမက်ကလေးလေးကိုတရိုက်ဆက်သွဲပြီးတော့တစ်ဖက်သင်းရဲ့ကွင်းလည်တဲ့တိုက်စစ်ကိုဘယ်လိုထိန်းချုပ်ရမလဲဒီမမေကဘယ်လိုလုပ်ရမလဲဆိုတာတွေကိုအသေးစိတ်ဆက်သွဲမေးမြန်းပြီးတော့အကူအညီတောင်းခဲ့မှုတဲ့လူတော်ကျွန်တော်တို့စာထဲမှာဖတ်ခဲ့ရပါတယ်နောက်ပိုင်းဒီမော်ဒီညိုရောက်လာတဲ့ချိန်မှာမက်ကလေးလေးကလုံးဝထိခံလို့မရတဲ့ကစားသမားဖြစ်လာပြီကွင်းလည်ကဒီလမ်ပတ်တို့ရော်ဗင်တို့ဂူဂျွန်ဆင်တို့ဒရော့ပါတို့ဒီတိုက်စစ်ကဒရော့ပါတို့ပို့ပြီးတော့အာယုံဆိုင်နိုင်မှုပြီးတော့ မော်ရီညိုချဲစီကိုရောက်ခါစားအဲ့10ဆိုတဲ့ကလင်ချီပွဲတွေအများကြီးမှာဆရာတဆူကဒီမက်ကလေးလေးပဲ2004 2005 2006 2009အဲ့ဒီနှစ်နှစ်အတွင်းမှာအင်္ဂလန်ပြည်တွင်းမှာရှိသမျှဖလားအကုန်လုံးကိုသိမ်းယူနိုင်ခဲ့ပြီးတော့2006ခုနှစ်မှာဒါလောက်အကုန်လုံးကစားသမားတွေပြူပြန်နေတဲ့ချဲစီသင်းရဲ့တစ်နှစ်တာအကုန်လုံးကစားသမားစုကိုကလော်ဒီယိုမက်ကလေးလေးရခဲ့2006ခုနှစ်မှာမော်ရီညိုကဒီမက်ကလေးလေးကိုအသက်ကြီးလာပြီဆိုတဲ့အကြောင်းပြချက်နဲ့သူကဂျော်နိုဗီမီခေးကိုစာချုပ်ချုပ်ခေါ်ပြီးတော့မက်ကလေးလေးနဲ့နေရာလုခိုင်းဖို့သူစူးစမ်းခဲ့ ဒါပေမဲ့အဲ့ဒီပုံစံကိုမော်ကြီးအဖြစ်ထုတ်တော့ရလိုက်တဲ့ဖြေကဆရာကဆရာပဲဆိုတဲ့အဖြစ်ပဲရသွားတယ်။ကိုယ့်လက်မှာကစားတဲ့ဒီဘက်ကလေးလေးအစီအံအတွဲလောက်မိခင်းအစီအံတွဲဟာဆက်လုံချောင်းမှုမရှိဘူးဆိုတော့သူလက်တည်သွားတယ်။ဒီလိုနဲ့ချယ်ဆီမှာသူကစားရတဲ့35နှစ်အရွယ်2008ခုနှစ်မှာ PSG အသင်းကိုသူပြောင်းပြီးတော့2012ခုနှစ်မှာဘလုံးလောကကနေပြီးတော့ပြီးနာသွားတယ်။ဟိုပြန်တွေးလိုက်တော့တကယ်ကိုလွမ်းစရာကောင်းတဲ့ကောင်းကြီးတွေဗျာ။ဘလုံးလောကမှာ DMF နေရာကိုလူယိုသည်ရှင်ယိုသည်ဖြစ်ဖို့ DMF နေရာသည်အရေးကြီးကြောင်းကိုတက်တည်ပြသွားတဲ့ ကစားသမားတယောက်ချိခဲ့မှုတယ်ဆိုတာဟိုကုတ်လူတွေမေ့နေကြပြီထင်လို့ပြန်ပြောတာပေါ့ဗျာနောက်ဗီဒီယိုမှာနောက်တယောက်အကြောင်းနဲ့ပြန်ဆောင်ကြတာပေါ့အဆုံးထိလိုက်ပြီးတော့နောက်ထောင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ဗျာမြန်မာပြည်ကြည်မြန်ဆုံးအေးချမ်းပါစေအတ္တမတရားလည်းမြန်မြန်ကြဆုံးပါစေခင်ဗျာ